ကျွန်တော်ဘိုးကြီးလို့ခေါ်ရင်ကျွန်တော်မကြိုက်တော့ကျွန်တော်အဲ့ရာဓူးတွေကျွန်တော်မလိုချင်တော့တိတ်မှဖြစ်ခဲ့တဲ့အရာတွေဆိုတော့ဖြောက်ဖြတ်ဖြစ်လို့မရဘူးဆိုတော့မှန်တယ်ဒါပေမဲ့တတ်နိုင်သမျှအဲ့ဒါကြီးကိုဒီဘက် live တွေကိုကျွန်တော်မတဲလာချင်တော့ Thank you're going you. you. Go, you go. You to ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်အမြင်အစီအစဉ်ကနေပြီးတော့တော်လှန်ပြည်သူအားလုံးကိုကြိုးလိုပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ကျွန်တော်သတင်းတွေဘာတွေအကြောင်းကိုပြောမှာမဟုတ်ဘဲနဲ့ကျွန်တော်ပုံစံ ကျွန်တော်အကြောင်းပဲကျွန်တော်ပြောဖို့အတွက်ကျွန်တော်စိတ်ကူးထားတယ်ဗောနော်အဲ့တော့ဘာလို့ဒီလိုဒီလိုပြောရလဲဆိုကျွန်တော်အားလုံးတည့်ရတိုင်းစနေတနင်္ဂနွေဆိုကျွန်တော်က အာတရင်နေဘာညာတွေပြောတာထဲကျွန်တော်ခေါင်းစဉ်တစ်ခုတည်းဝယ်တည်ပြီးတော့ပြောလို့ရှိရပေါ့နော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်အကြောင်းကိုကျွန်တော်ပြောချင်တာပေါ့နော်တခါကျရင်ကျွန်တော်ပေါ့နော်ကျွန်တော်ရဲ့ YouTube channel အောက်မှာလာမန်နဲ့မန်တွေကိုကျွန်တော်အငြင်းတန်းလို့လို့ဖတ်တယ်အာဘာရီမန်လည်းတချို့ကြောင့်လည်းအမြင်မတူတာတွေအမြင်တူတာတွေအာဒါတွေအားလုံးကိုလည်းအာတွေ့ရတယ်တချို့ကြောင့်လည်းအာကျွန်တော်ပုံစံနဲ့ပတ်သက်ပြီးတော့ပြောတာရယ်ချန်ပြူတာတွေတချို့စာတွေပြောတာကိုလည်းတွေ့ရတယ်ဗောနော်အဲ့တော့ အားလုံးကိုကျွန်တော်ဖတ်တယ်ဖတ်ပြီးတော့အခုရက်ပိုင်းပေါ့နော်ကျွန်တော်ဘာပြောချင်လဲဆိုတော့ကျွန်တော်ရဲ့လွတ်လပ်မှုဆိုတဲ့ပုံစံလေးကိုကျွန်တော်ပြောချင်တာပေါ့နော်โอเคအဲ့တော့ကျွန်တော်အကြောင်းလေးကိုပဲပြောမှဖြစ်တဲ့အတွက်လိုက်ပါကြည့်ရှုပေးကြပါဦးဗျာစလိုက်အောင်မနေ့ကစနေနေ့ရတော့လဲကွန်မန့်နေကျွန်တော်လိုက်ဖတ်ဖြစ်တယ် တချို့ comment တွေမှာလေကျွန်တော်သဘင်အရှိပုံစံဘာညာလဲမှန်တာလဲမှန်လေးလဲတွေ့တယ်။နောက်ပြီးတော့မနေ့ကထီခီစကန်တိတ်နေပတ်သက်ပြီးတော့ဟိုကကျွန်တော်ဘယ်ဒီအပတ်ကိုဝင်ပြီးတော့ဘယ်တိုင်းဘာညာနဲ့ဆိုပြီးပြောရရှိတယ်။ကျွန်တော်အကြောင်းတော်တော်များများတော့ကျွန်တော်ကျွန်တော် YouTube မှာရန်ဖန်ရခါကျွန်တော်ပြောလို့ရှိပါတယ်။အဲ့တော့ကျွန်တော်ကပေါ့နော်ကျွန်တော်အကြောင်းလေးအနေနဲ့မိတ်ဆက်ချင်ပါတယ်။ကျွန်တော်ကငငယ်လေးကစမိတ်ဆက်ရမယ်ဆိုတော့နေဒီပါတွေရောကျွန်တော်အခုချိန်မိတ်မဆက်သေးဘူးပေါ့နော်။ဒါပါတော့ အာကျွန်တော်1992ခုနှစ်ဖွာ1992ခုနှစ်မှာအာကျွန်တော်မွေးဖွာခဲ့တယ်မိဘတွေကလည်းဝန်ထမ်းမျိုးရိုးတွေပဲဖြစ်တယ်ပေါ့နော်အာပြီးတော့ကျွန်တော်အနေနဲ့ထုံးစံတိုင်းပဲပေါ့နော်တာမလူငယ်တယောက်ပုံစံနဲ့ပဲအာကျွန်တော်ကြီးပြင်းခဲ့တယ်အပြီးတော့2008 2008မှာကျွန်တော်ဆယ်တန်းအောင်တယ်ပြီးတော့2008ခုနှစ်မှာ DSC တက်တယ်အပြီးတော့2017ခုနှစ်မှာ DSC ရာနေကျောင်းဆင်းတယ်အဲ့မှာကျွန်တော်ဒီရေးပေါ့နော်အရှိတောင်တိုင်းစစ်ဌာနချုပ်ခမရ58ခုပေါ့နော် အမှတ်စကိုစစ်စင်ကိုကံဦးဌာနချုပ်လက်အောက်ခံခမ၅ချက်ကိုမှကျွန်တော်ပထမဆုံးစပြီးတော့တာဝန်ကြရတယ်။ပြီးတော့ကျွန်တော်အမှဟိုနော်၈နှစ်နှီးပါလောက်ကျွန်တော်နေရတယ်။ပြီးတော့မိုင်းပြင်းပေါ့နော်။နောက်ဆုံးထွက်ခဲ့တဲ့တက်ကတော့မိုင်းပြင်းခမ928ကိုကျွန်တော်ပြောင်းရွှေ့ခဲ့တယ်။အပြောမလို့ကျွန်တော်အခုအသက်ဘယ်လောက်ရှိပြီလဲဆိုတော့ကျွန်တော်အသက်33နှစ်ရှိပြီပေါ့နော်။အသက်30နဲ့3နှစ်ကျွန်တော်ရှိပြီ။အဲကျွန်တော်စစ်တပ်ထဲမှာ အဲကျွန်တော်10နှစ်ကြော်ပေါ့နော်73နှစ်နီးပါးကျွန်တော်လေပတ်ခဲ့ရပါ73နှစ်နီးပါးကျွန်တော်နေခဲ့တယ်ပြီးတော့2021မှာကျွန်တော်စပြီးတော့ဒီဘက်ကိုစပြီးတော့ဟိုဒီဘက်ဆိုတာထက်ပေါ့နော်အမှန်တရားဘက်ကိုစပြီးတော့ရက်ဖြစ်တယ်အတိကိုတိထားတဲ့အတိမြင်နေပွင့်လင်းလာတဲ့ခစ်ကြီးရဲ့မှာဒါဟာမှားလားမှန်လားဒါကိုကျွန်တော်ဝေဖန်ပြီးဝေဖန်ပိုင်းခြားပြီးတော့ဆုံးဖြတ်နိုင်စွာကျွန်တော်မှရှိတဲ့အတွက်အမှန်ဘက်ကိုစောစောစီးပဲကျွန်တော်ရက်လာပြစ်ခဲ့တယ်ရက်ဖြစ်ပြီးတော့ ဒါကျွန်တော်2021မှာအာကျွန်တော်စက်တရီရထွက်တဲ့ CDN ဝင်တယ်ပြီးတော့အာတော်လှန်ရေးမှာကျွန်တော်တက်နိုင်သမျှပေါ့နော်အာဟာလီတိတိလေးတစ်ခုအနေနဲ့အာကျွန်တော်အမြင်တမ်းလို့လို့အာကျွန်တော်ပါဝင်ပြီးတော့အာဆောင်ရွက်ဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးတချို့တွေရောပြောကြတယ်ဟိုပေါ့နော်မင်းအရင်တော့ပုံစံနဲ့အာဒင်းထောင်းကိုလုံးဝကွဲပြားသွားတယ်ပေါ့နော်အဟုတ်ပြီဘာလို့ကွဲပြားသွားလဲ ကျွန်တော်ရဲ့ with with အဆင်ရမှုပါစပြီးကျွန်တော်စပင်းပုံစံဘာညာတွေကဆိုအကုန်လုံးကွဲပြားသွားတယ်အကျွန်တော်တက်တူးထိုးတယ်အကျွန်တော်တက်တူးထိုးတယ်ပေါ့နော်တက်တူးထိုးတယ်ကျွန်တော်ကျွန်တော်မှတက်တူးအခုနှစ်ခုရှိ၃ခုရှိတယ်ပေါ့နော်၃ခုရှိတယ်တက်တူး၃ခုရှိတယ်တောင်တိုင်းနဲ့ပတ်သက်တဲ့တက်တူးတွေကျွန်တော်ထိုးတယ်စပင်းရှည်ထားတယ်အခုကတော့ငကမတက်ထားဘူးနှစ်ပေါက်လည်းဖောက်ထားတယ်ပြီးတော့လူငယ်ဆဆန်လည်းနေပြတ်တယ်အမှန်ဆုံးပြောရရင်အုတ်ပြီးဟုတ်ပါတော့ ။အော်ဒါမင်းငကိုလေးကလှုပ်ချင်နေတဲ့ပုံစံလား၊သွားချင်နေတဲ့ပုံစံလားလို့မေး။ဟုတ်တယ်။ငကိုလေးကကျွန်တော်ဒီလိုလူငယ်ဆန်းဆန်းလှုပ်လှုပ်လက်လက် ပေါ့ပေါ့ပါပါနေရတာကိုကျွန်တော်သဘောကျတယ်။ပြောမယ်ဆိုလှုပ်เสียရှိရလှုပ်မယ်။သွားเสียရှိရသွားမယ်။စားเสียရှိရစားမယ်။ပေါင်းเสียရှိရပေါင်းမယ်။ပြောเสียရှိရပြောမယ်။ဟုတ်လား။ဘွားကြီးကိုပေါ့ပေါ့ပါပါပုံစံနဲ့ကျွန်တော်ဖြတ်တန်းခြင်းတယ်။ဒါပေမဲ့လေးလေးနက်နက်ထားပြီးတော့လေတချို့အရာတွေကိုအာထားပြီးတော့လေလှုပ်ဖြစ်တယ်။ အပေါ်ဘွားနဲ့ဘွားကြီးကိုဖြတ်တန်းပြစ်တာများတယ်ပေါ့နော်အဲ့တော့ဒီလူဘွားတက်တန်းအသက်30ကျော်ဆိုတဲ့ကာလအတွင်းမှာကျွန်တော်လှုပ်ချင်တာတွေဖြစ်ချင်တာတွေလှုပ်ဟိုပါနော်အိမ်မက်မက်ခဲ့တာတွေအများကြီးတော့ရှိတယ်အပေါ်ကနေပြန်ကျွန်တော်ကငငယ်တုန်းကကျွန်တော်ဖြစ်ချင်တာကကျွန်တော်အာသာသမားတယောက်ကျွန်တော်ဖြစ်ချင်တာဒါပေမဲ့ ဒီရက်စီကိုတက်တက်လိုက်မိတယ်ဗောနဒီရက်စီကိုတက်လိုက်မိအဲ့တော့ဘုရားနေပြောရင်ကျွန်တော်ကပညာရေးမှာထူးချွန်တဲ့သူတရားမဟုတ်ပါဘူးအဲ့တော့ဒီရက်စီကိုကျွန်တော်တက်တယ်အဲကျွန်တော်အိမ်မအမတွေကစလွဲသွားတယ်ဗောနအိမ်အမအိမ်မကအမစလွဲသွားတယ်ဒါပေမဲ့စစ်တပ်တွေရောက်တယ်အုပ်ကြီးငငယ်တုန်းကဟိုဝါလာဖြန့်စကားတွေကြည်ပြီးတော့စစ်တပ်တွေကစစ်သားကြီးတယောက်ဖြစ်ချင်စစ်သားကြီးဆိုတာစစ်ပူကြီးတယောက်ဖြစ်ချင်တယ်ဗောနအဲဒုတိယအိမ်မကအဲ့ဒါဖြစ်နေရပါဘူး။အဲ့ဒါဒုတိယအိမ်မကဝင်လာ။ဒါပေမဲ့ကျွန်တော်မြင်ခဲ့တဲ့ပုံစံနဲ့ ကျွန်တော်ရဲ့ဖြစ်ချင်တဲ့အရာတွေကနည်းနည်းလေးမဟုတ်ဘူးတတော်ကြီးကို ကွဲပြားနေတာကိုတွေ့ရစနစ်တွေကိုရောက်တယ်တရက်စီမတူဘူးပေါ့နော်အများကြီးပဲအခက်ခဲတွေအတားအဆီးတွေအများကြီးရှိတယ်အာပေါ့နော်အာ is ဟိုပါပေါ့နော်ဒါပေမဲ့ဖြတ်တန်းနိုင်ခဲ့တယ်ဖြတ်တန်းတယ်အရာရှိဖြစ်တယ်ဖြတ်တန်းတယ်ဒါပေမဲ့အဲစတက်တွေရဲ့အကြောင်းကိုကောင်းကောင်းသိတာအရာရှိဘွားမှာမှာကောင်းကောင်းသိတာ ကျွန်တော်တို့မြင်နေတဲ့ပုံစံနဲ့မဟုတ်တော့ဘဲနဲ့တခြားဘက်ပုံစံတစ်ခုကိုရောက်နေရပါတော့။ဟိုအမိတ်နေအာနာတွေကတလွဲတွေဖြစ်နေကြတယ်။အနောက်ပြစီကံသမတ်ချက်တွေရဲ့တခြားဘက်ကိုရောက်နေကြတယ်။ကြုံလုံးနေကြတယ်။ဒါတွေအများကြီးကိုတွေ့ရ။အော်ငါလိုချင်တာဗာလေ။ငါလိုချင်တာတရားမဟုတ်ဘူးဆိုပြီးတော့ဟိုဖြစ်မိရဲ့။ကျွန်တော်2014 2015လောက်ထဲကကျွန်တော်စစ်တပ်ကနေပြီးတော့ထွက်ဖို့ဆန္ဒရှိခဲ့တယ်။ဟုတ်နော်။အချိန်တစ်ခုရောက်ရင်ထွက်မယ်။ထွက်ဖို့လည်းကြားထဲမှာစူးစမ်းခဲ့တယ်။ ဒါပေမဲ့ထွက်ခွင့်ဆိုတာကမလွယ်ဘူးပေါ့နော်မလွယ်ဘူးအဲတော့နှစ်တည်းလည်းမပြည့်သေးဘူးအားလည်းမပြည့်သေးဘူးအဲ့ဒါနဲ့ကျွန်တော်ထွက်ဖို့ကြိုးစားနေတော့မှာပဲအာကျွန်တော်ဒီဘက်ကဟိုပေါ့နော်ကျွန်တော်အဲ့အချိန်တွင်အာဒီလိုပဲဖြတ်တန်းလာတာပေါ့နော်ဖြတ်တန်းလာတော့2021ကြတော့ငါမထွက်လို့မရတော့ဘူးငါထွက်မှရတော့မယ်ငါတီချားထဲမှာပေါ့နော်ငါဘွားကြီးက10နှစ်ကျော်ဒီထဲမှာပေးပြီးွားပြီငါတော့ဘာရလာဘာမှမရလာဘူး တကယ်တော့စစ်တပ်ထဲမှာနေတတ်မယ်ဆိုရင် နေတတ်မယ်အာနောက်ပြီးတော့လူကြီးကြိုက်နေတတ်မယ်အာဘောနော်ဟိုလောက်တက်ကင်တတ်မယ်ပေါင်းတက်သင်းတတ်မယ်အာဘောနော်ဆိုရင်ပုံမှန်လေးလေးပြောရင်စစ်တပ်ထဲမှာယာရုကြီးတစ်ခုရဖို့ဆိုတာမခက်ခဲဘူးလို့ပဲပြောရမှာပဲဒါပေမဲ့အာကျွန်တော်တို့ကြတော့အဲ့လိုပုံစံမျိုးနဲ့မဟုတ်ဘူးအဲတော့စစ်တပ်ထဲမှာလည်းလှုပ်ချင်ရလှုပ်တယ်ဘောနော်မတည့်တာတွေကများတယ်ဘောနော်အာသူတို့ရဲ့ဟိုဟာတွေကိုလည်း အဲကျွန်တော်တိတ်ပြီးတော့မကြိုက်တဲ့အတွက်အဲသူတို့ကြိုက်တဲ့ပုံစံပုံစံပုံစံတိုင်းလည်းကျွန်တော်တိတ်ပြီးတော့မနေဖြစ်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်အပြင်ရောက်ဟိုပါဘောနော်ဟိုဘယ်လိုပြောလဲကျွန်တော်လည်းမကိုက်ညီဘူးဘောနော်မကိုက်ညီရရင်ကျွန်တော်အပြင်ထွက်ဖြစ်တယ်အဲဟိုပါဘောနော်အပြင်ထွက်ဖို့ကြိုးစားဒါပေမဲ့အဆင်ပြေအဲ့တော့2021လည်းရောက်တော့အဓာကြီးဖြစ်ပြီဘောနော်ကျွန်တော်တို့တိခဲ့တာ2008အာ2008ရွှေအောင်ဒေါ်လာရေးတော့ကျွန်တော်တို့မှင်ရဲတယ်အမြင်မျက်မြင်ပဲကျွန်တော်တို့တွေ့ရတယ် အာဒါတွေကိုဖုန်းကြီးတွေကိုပြစ်တတ်တာတွေဖုန်းကြီးတွေကိုအတင်းတမဖမ်းဆီးတာရိုက်နှက်တာတွေတပ်ဖြတ်တာတွေပြည်သူတွေကိုလောက်ကျန်တပ်ဖြတ်တာဒါဒီလိုမျိုးတွေကစကျွန်တော်ကြုံခဲ့တယ်1988တော့ဆိုတာကကျွန်တော်တမိုင်းနဲ့ကဥစ္စာတော့မှကျွန်တော်ပြောရင်လည်းပြောရင်88တမိုင်းရော2014အာ2010နောက်ပိုင်းကျမှကျွန်တော်ကောင်းကောင်းလေ့လာဖြစ်တာပေါ့လေ့လာဖြစ်တာအဲ့တော့မှ88တမိုင်းဆိုတာဒီလိုပါလားဆိုတော့ကျွန်တော်တို့မြင်ခဲ့အဲ့တော့ဒါကြီးကငါတို့ရှိမှမျက်စိမျက်ဝါးထင်းနေအာသာတိမ်မှုကြီးဖြစ်လာတယ် စက်တက်မှာဆက်နေရရတယ်ဗျကုတ်ကက်ပြီးတော့ဆက်ပြီးတော့ဖက်ဖက်တွယ်နေရင်ကျွန်တော်တို့အာယာရူးတစ်ခုပတ်စံဆိုတာပြောစရာမလိုပါဘောနော်ဟိုလုံရင်လုံနိုင်တဲ့လောက်ရတယ်ကိုလိန်ပါလိန်ပါတဲ့လောက်ကိုအတွက်ကြံပဲအနေသားရှိဒါမဲ့လေအခုလိုမျိုးဟိုဟာကြီးတဲ့မှာဟိုဘောနော်ဟိုနေရာကောင်းတွေရဟိုဟာကြီးဖြစ်ဖို့ဆိုတာကတော့တိတ်တော့မလွယ်ဘူးဘောနော်ဒါမဲ့အာတေချာတစ်ခုကတော့ဟိုနေတတ်မယ်ဆိုရင်စစ်ဖြစ်ပွားရကျွန်တော်နောက်ဆုံးထွက်ခဲ့တဲ့နေရာက အာကျွန်တော်အမှအနည်းဆုံးမနေရဘူးဆို9နှစ်လောက်နေရ9နှစ်လောက်နေရမှာဆိုအာအခုအချိန်ဒီအတက်မှာပဲရှိမှာဆိုတေတော့မသေးလောက်သေးဘူးပေါ့နော်မသေးနိုင်သေးတဲ့အချိန်နေနေသားမျိုးမှာတော့ရှိတယ်အဘမှာဘာလို့လဲရှမ်းအရှိမှာပဲနေရဖြစ်တော့တယ်အဘမှာတိုက်ပွဲတွေမရှိဘူးအဲကြောင့်ထားပါတော့အော်ဟိုကျွန်တော်အတိုင်းဆက်နေလို့ရတယ်ဒါပေမဲ့ငါဒီဘက်ကိုရမ်းမရမှာငါတောင်းမကြိုက်ဘူးပေါ့နော်ငါဒီမှာဆက်နေရင်သူတို့နဲ့အလိုတူလိုပါဖြစ်နေမယ်အာသူတို့ခိုင်းစရာလိုရတဲ့ကောင်တယောက်ဖြစ်နေမယ်ဒါကြောင့်မလို့ငါရောက်အောင်ရုံးထွက်မယ်ဆိုပြီးတော့ အာကျွန်တော်ရုံးထွက်ခဲ့တယ်ထွက်လာထွက်လာတော့လေဟိုတော့ဒါဟို interview ဟို interview တွေပါလေလောက်ပါညာနဲ့ဆိုပြီးတော့ဟိုဒီတော်လိုင်းကြီးမှာလူနည်းနည်းတည်တဲ့နေရာမှာကျွန်တော်ပါတယ်ဗောနော်လူနည်းနည်းတည်တဲ့နေရာမှာပါတယ်စီရန်ဘူကြီးဆိုပြီးတော့လူတည်တဲ့နေရာမှာပါတယ်အဲ့တော့ဟိုတက်နိုင်သမျှဟိုပါဗောနော်ဒီတော်လိုင်းကြီးမှာလည်းပေါဝင်လှူရှားခဲ့တယ်အပြောမယ်ဆိုကျွန်တော်ရဲ့လွတ်လပ်မှုကဘယ်အချိန်မှစတာလဲကျွန်တော် ဟိုမိဘလက်ထဲမှာတော့အသက်16နှစ်အထိကတော့ AC ပဲအာလူငယ်ဟိုတာမန်လူသားတယောက်ပုံစံတာမန်ကလေးတယောက်ပုံစံတာမန်လူငယ်တယောက်ပုံစံမျိုးပဲနေခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့မလွတ်လပ်ဘူးဆိုတာတော့ပြောရမယ်ဒါပေမဲ့မိဘအုပ်ထိန်မှုအောက်မှာဖြစ်တဲ့အတွက်သူကဆိုထိုက်တင်းတလောက်စီကန်းနေရှိတယ်ဒါပေမဲ့လေငယ်တည်းကဟိုဘာပြောလဲဟိုအိမ်မှာအစိုးဆုံးထဲမှာကျွန်တော်ပါတယ်ဒါကြောင့်မလို့လေဘောတော့ဟိုလွတ်လပ်မှုဆိုတာကျွန်တော်မရရအောင်ရှာဖွေတတ်တယ်ဗောနော်ရှာဖွေတတ်တယ်ဒါကြောင့်မလို့အဲ့အဲ့ဒါထားပါတော့အဲ့အဲ့ပိုင်းချဒါပေမဲ့ ဆယ်၆နှစ်ကနေပြီးတော့အဒီပေါ့နော်အော်73နှစ်ကလား29နှစ်အထိကိုအာကျွန်တော်ဘယ်လိုနေရလဲအာဒါပေမဲ့လွတ်လပ်မှုဆိုတာထပ်ပေါ့နော်စစ်သားတယောက်ဖြစ်တဲ့အတွက်စီးတွေဘောင်တွေထဲမှာနေရမှာကိုကျွန်တော်နားလေတယ်အာဒါပေမဲ့လွတ်လပ်ခြင်းတဲ့လူငယ်တယောက်ဖြစ်တဲ့ကိုယ့်ရဲ့စိတ်စိတ်သွားတိုင်းကိုပါအာလှုပ်ခြင်းတဲ့ပုံစံတိုင်းတော့မရခဲ့ဘူးဒါကြောင့်မလို့လေဒီတော်လန်ကြီးတဲ့ကိုဝင်လာတဲ့ဆိုတဲ့အချိန်မှာကျွန်တော်ကကျွန်တော်ရဲ့ပုံစံတွေကိုလုံးဝပြောင်းပြစ်တယ်ဥမာပုံရင်းပြောရမယ်ဆိုကျွန်တော်ကိုဘိုးကြီးလို့ခေါ်ရင်ကျွန်တော်မကြိုက်တော့ ်ကျွန်တော်အဲ့ຢာတွေကျွန်တော်မလိုချင်တော့တိတ်မှဖြစ်ခဲ့တဲ့အရာတွေဆိုတော့ဖြောက်ဖြက်ဖြစ်လို့မရဘူးဆိုတော့မှန်တယ်ဒါပေမဲ့တတ်နိုင်သမျှအဲ့ဒါကြီးဒီဘက် live တွေဟိုကျွန်တော်မတည်လာချင်တော့ဘူးဒါကြောင့်မလို့ကျွန်တော်ဒီဘက်မှာလွတ်လွတ်လပ်လပ်နဲ့ပဲနေပြတယ်အလွတ်လွတ်လပ်နေပြတယ်လွတ်လွတ်လပ်လပ်ပြောပြတယ်လွတ်လွတ်လပ်လပ်ရှင်ဖွင့်ပြလွတ်လွတ်လပ်လပ်ကျွန်တော်ဟိုပါပေါ့နော်ပတ်ဝန်းကျင်ကိုကျွန်တော်ဆက်ဆံပြတယ်ပေါ့နော်ဆက်ပြတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်မှာအခက်ခဲကြီးလည်းရှိတယ်အမှားယွင်းမှုကြီးလည်းရှိတယ် အာတချို့ဥစားတွေကမကြည်လင်မှုတွေရှိရနားမလည်မှုတွေလေးရှိတယ်ပေါ့တော်တော်လေးလဲတင်ယူတာပိုဆိုးတာကထွက်ထွက်လာပြီးတဲ့အချိန်ကစပြီးတော့ကျွန်တော်ကထိုင်းပထမနေသက်မှာပြီးတော့ထိုင်းထိုင်းနိုင်ငံထဲမှာကျွန်တော်နှစ်နှစ်ကျော်လောက်ကျွန်တော်နေခဲ့ရတယ်ပြီးတော့ကျွန်တော်ကိုရီးယားမှာဆိုအခုနှစ်နှစ်ပြည်တော်မယ်ပေါ့နော်နှစ်နှစ်ပြည်တော်မယ်အဲ့တော့ဒီကာလတွေအတွင်းမှာပြောရမယ်ဆို မတူတဲ့ပတ်ဝန်းကျင်တွေပေါ့နော်မြန်မာအတိုင်းဝိုင်းနေကြားထဲမှာပဲနေရတယ်ဆိုရင်ပဲကိုမြန်မာနိုင်ငံအတွင်းမှာမဟုတ်တဲ့အတွက်ပေါ့နော်ကျွန်တော်မှာအခက်ခဲတွေရှိတယ်ဘာသာစကားတွေအလူမှုရေးပြောဆိုဆက်ဆံမှုတွေအာဒါတွေကြားထဲမှာခက်ခဲရှိတယ်ဒါပေမဲ့အဲ့ခက်ခဲတွေကိုလုံရင်းနဲ့ကျွန်တော်လွတ်လပ်မှုကိုကိုပေါ့ကိုရှာဖွေဖြစ်တယ်ပေါ့ကိုပေါ့ကိုရှာဖွေအာဒီနေ့ဆိုလေကျွန်တော်ရှေ့ကဗီဒီယိုလေးကိုကြည့်လိုက်ရင်ကျွန်တော်ဟိုသိလိုက်မယ်ကျွန်တော်ဒီနေ့ညဆိုကျွန်တော်အခုရိုက်နေတဲ့အချိန်ကျွန်တော်၃နိုင်ခွဲပြီပေါ့နော်အာလွန်ခဲ့တဲ့ တနားကြီးကြော်ကြော်လောက်ကအာကျွန်တော်အိတ်ရာနေပြီးတော့ကျွန်တော်ပထမအိတ်နေရပါဘောနော်မနေ့ကညမှာဒီတနင်္ဂနွေအတွက်ဗီဒီယိုရိုက်မယ်ဆိုပြီးတော့ပထမစဉ်းစားရတယ်အဲ့တော့ဟောဘောနော်ရုပ်တရက်ဟောဘောနော်တရေးနူးလာတရေးနူးလာပြီးတော့ဆက်လက်တောက်ချင်တော့ဆက်လက်ကိုအာကျွန်တော်ဟောပြဒါပဲကျွန်တော်ချက်ချင်းပဲဟောအပြင်မှာလမ်းထွက်လျှောက်တယ်ဟောဘောနော်ဟိုလမ်းထွက်လျှောက်တယ်ပြီးတော့ဆက်လက်သွားဝယ်ပြီးတော့ပြန်လာတယ်ခဏဟောဖြစ်တယ်ပြီးတော့ဒီဗီဒီယိုရိုက်တယ်ဘောနော်အဒီဗီဒီယိုရိုက် တော့ပြောချင်တာဗာလဲခုကျွန်တော်အဲ့လိုမျိုး lifestyle ကိုကျွန်တော်သဘောကျတယ်ဟိုကျွန်တော်မှာငွေငွေဆိုတာကဗျာလူတိုင်းမှာလိုအပ်တယ်ငွေမလိုအပ်တဲ့လူဆိုတာမရှိငွေမကြိုက်တဲ့လူဆိုတာမရှိဘာလို့လဲဆိုတော့ဒီလူမှုပတ်ဝန်းကျင်မှာနေနေသမျှကာလပတ်လုံးကငွေဆိုတာလိုအပ်နေမှာနောက်ဆုံးမိမိတယောက်ကျွန်တော်တို့တယောက်တည်းနေထိုင်ရတာဖြစ်တဲ့အတွက်တယောက်တည်းနေထိုင်ရက်တီရှင်တန်ရေးအတွက်ငွေဆိုတာလိုတယ်အဲ့တော့ငွေဆိုတာတော့လူတိုင်းကြိုက်ဒါပေမဲ့ငွေကိုအများကြီးပေါ်တော့ငါချမ်းသာရမယ် ငါဟိုဟာဖြစ်ကမယ်ဆိုတော့ရီမန်းချက်ဆိုတာတဲ့ငါဘဝမှာငါနေခြင်းတဲ့ lifestyle ကိုပုံဖော်နိုင်တဲ့ငွေကြေး amount တစ်ခုရရင်ရပြီအထက်ပို့ရမလို့ဆိုတဲ့ပုံစံမျိုးနဲ့ပဲဟိုဟာဖြစ်အများကြီးပြပို့ရှန်နေအောင်မရှာခြင်းအပူပင်နေလဲမထားခြင်းဒါဘုံဘုံလေးလေးပြောပူနေလွတ်လပ်မှုကိုကြိုက်တယ်ဆိုတာကိုပြောပြအဲ့တော့ဟိုကျွန်တော်တို့အခုဒီတော်လန်ရေးတဲ့ဝင်လာတာလေအဲ့ဒါပဲလွတ်လပ်မှုကိုရဖို့အတွက်ငါတို့ဟာ တရားမျှတမှုကိုရဖို့အတွက်တိုက်ပွဲဝင်ရမယ်ငါတို့ဒါကိုလိုအပ်တယ်ငါတို့ဒါကိုသွားရမယ်ဒါကြောင့်မလို့လေဒီတိုက်ပွဲကိုငါတို့တိုက်ကိုတိုက်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့လေကျွန်တော်မြေပြင်မှာတိုက်ပွဲမဝင်ပါဘူးကျွန်တော်မြေပြင်မှာဘာမှမလုပ်ခဲ့ဘူးဒါပွင့်လင်းပြောငါစီရီယံဝင်ခဲ့တယ်တတ်နိုင်တဲ့နေရာကကျွန်တော်ပန်ဟိုဒီတော်လန်ရေးအတွက်ကျွန်တော်အားတစ်ခုအနေနဲ့ပါဝင်ခဲ့တယ်ယနေ့အချိန်ထိလည်းကျွန်တော်ပါဝင်နေတော့မယ် တော်လန်ရေးမှာအုတ်တစ်ချက်သဲတပွင့်ဆိုတာတဲ့သဲလေးတသေးလေးတပွင့်ဖြစ်ရင်ကိုကျွန်တော်ကျင်တတ်တယ်ဒါကြောင့်မို့လို့နေ့တိုင်းတော်လန်ရေးရဲ့ဘောင်တွင်းကမလွတ်အောင်ပဲကျွန်တော်နေတယ်နေ့တိုင်းကျွန်တော်နားထဲမှာတော်လန်တန်တွေပဲကြားကျင်တယ်တော်လန်တန်တွေပဲစိုးမိုးကျင်တယ်တော်လန်တန်တွေစိုးမိုးပြီးွားရင်လည်းကျွန်တော်တို့နိုင်ငံမှာအာတော်လန်ရေးကသာအောင်သွားပြီဆိုရင်လည်းကျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်တို့ဆက်ပြီးတော့အလုပ်လုပ်ရမယ်ဒါကအရန်ရေးကြီးရလို့ကျွန်တော်မြင်တယ်အဲ့တော့ပြောချင်တာကကျွန်တော်ဒီနေ့ကျွန်တော်ရဲ့လွတ်လပ်မှုအကြောင်းကျွန်တော်ပြောနေတာကျွန်တော်အခု ကျွန်တော်မှစကားတစ်ခုပြောမယ်ဆိုရင်ကျွန်တော်မှစီးတွေဘောင်တွေတိတ်ပြီးတော့မထားခြင်း။ဥပမာပြောရမယ်ဆိုတချို့သူတွေဆိုအာကျွန်တော်ရဲ့ YouTube မှာစောက်တွေပါတွေတိတ်မထည့်နဲ့ပေါ့နော်။အာနောက်ပြီးတော့တခြားဥစ္စာတွေဟိုတိတ်ပြီးမပြောနဲ့ပေါ့နော်။ဒါပေမဲ့ကျွန်တော်ကပြောရင်ပြောကျွန်တော်အဲ့လိုစကားကိုချုပ်ပြီးတော့ပြောနေရရင်ကျွန်တော်သဘောမကျတာ။စိတ်ထဲမှာမွန်းကျက်သလိုခံစားလာတယ်။စီးတွေဘောင်တွေတွေကနေပြီးတော့ခံစားလာ။ဒါပေမဲ့လွတ်လွတ်လပ်လပ်ပြောခြင်း။မင်းကမကြိုက်ဘူးဟုတ်တယ်မကြိုက်ဘူး။မင်းကစက်တွဲလို့မရတော့မတွဲတော့ မင်းနဲ့ကအဆင်မပြေတော့ဘူးမင်းနဲ့ကတကယ်ချင်းဆက်လုပ်လို့မရတော့ဘူးဟောလို့အဲ့လိုပုံစံမျိုးပဲတွားကျင်တာပေါ့ပြောရမယ်ဆိုလွတ်လပ်မှုကိုတဘောကြတဲ့အတမန်လူငယ်တယောက်ပုံစံနဲ့ပဲကျွန်တော် live တစ်ခုကိုဖြတ်တန်းကျင်တဲ့ကောင်တကောင်လို့ပြောအောင်လေပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကကျွန်တော်ဟာတချို့လူတွေမြင်ဟာ လင်းတော့လွတ်လပ်သွားပြီအာမိုက်တယ်သူပုံစံမိုက်တယ်ဆိုတာတည်းပေါ့နော်လွတ်လပ်မှုကိုပေါ့နော်မြင်နေရတယ်ဆိုတဲ့ပုံစံမျိုးအများစုကကျွန်တော်ကိုပြောလို့ရှိတယ်ပေါ့နော်အခါကျရင်ဟောဗျာဟိုကျွန်တော်တောက်တက်စားတယ်လားဆိုတောက်တက်စားတယ်ဟုတ်တယ်အရက်တောက်တက်တယ်ဆက်လက်တောက်တက်တယ်နော်ဟိုတခြားဥစ္စာတွေတော့ကျွန်တော်မလုပ်ဘူးပေါ့နော်ဆက်လက်အရက်အာဒီလိုမျိုးတော့တောက်တက်စားတယ်ဘော်ဒါတွေဘာတွေနဲ့တွေ့ရင်အာပုံပုံလေးလေးစကားတွေပြောပြတယ် အဲ့ကြောင့်မို့လို့တခါကြဟိုမူးမူးလာအဲ့လိုတချို့ပြောတဲ့စကားတွေကဟိုတော့ဟိုဟိုသူများတွေဟိုကအခွင့်ကောင်းယူပြီးတော့ကျွန်တော်နှိတ်ကွသွားတာခံရတာကြီးလည်းရှိတယ်ဗောနတချို့တွေကြောက်လဲရင်းနှီးတဲ့ပေါ်တိုင်းကြောက်လဲအဲ့ဗောနခွင့်လွတ်ပေးကြရင်နားလဲပြရတချို့တွေကြောက်လဲနားမလဲပေးကြရတာကြီးလည်းရှိတယ်ဗောဒါပေမဲ့တတ်နိုင်သမျှအခုနောက်ပိုင်းဆိုထိန်းတယ်အခုနောက်ပိုင်းဆိုကျွန်တော်အဲအရက်ဆိုရင်တုံတန်ကိုကျွန်တော်မတောက်ဖြစ်တော့ဘူးဗောနတော်တော်လေးကိုထိန်းပြတယ်အဲ့လိုပဲကျွန်တော်ရဲ့ဒီ YouTube channel မှာလည်း ကျွန်တော်ကလွတ်လွတ်လပ်ပဲပြောပြတယ်ကျွန်တော်ဒါကျွန်တော် YouTube channel ဟိုစဖွင့်နေရနေပြီးတော့အခုချိန်ဒီအားပေးလာတဲ့သူတွေကြည်လာတဲ့သူတွေဆိုကောင်းကောင်းမြင်ရပါလွတ်လပ်မှုတစ်ခုကိုမြင်ရမယ်လို့ကျွန်တော်မြင်စကားကိုချုပ်တီးပြီးမပြောတတ်ဘူးလွတ်လွတ်လပ်လပ်နဲ့ကိုပြောချင်တဲ့ကိုမြင်တဲ့အမြင်ကိုပွင့်လင်းလင်းပြောပြတယ်အဲ့တော့လေတခါကျရင်ကျွန်တော်တို့ပြောတဲ့ဥစ္စာတွေမှာဟိုလူတွေမကြိုက်တာတွေလည်းပါတယ်လူတွေကြိုက်တာတွေလည်းပါတယ်ကျွန်တော်ဘသူ့ကိုမှလည်းဖားဖားစရာလည်းမလိုဟို တော်လိုင်းဘက်မှာဖားနေတဲ့ဥစားဆိုရင်ကိုတက်နိုင်တဲ့နေရာကနေပြောပြောပြတယ်ဒါပေမဲ့တရားလက်လုံးတော့မပြောဘူးပေါ့နော်တစ်ဖက်သက်ကြီးတော့ကျွန်တော်မပြောပြဘူးမင်းရောက်လိုက်လို့ဆိုရင်တော့ကျွန်တော်လွတ်လွတ်လပ်လပ်ကို found ထုတ်ပြတယ်ပြောပြတယ်ဘာလို့လဲဆိုတော့သူတို့ကိုကစိတ်ထဲမှာကိုဒီလက်ရှိဖြစ်ပြနေတဲ့ပြဿနာအားလုံးကသူတို့ကြောင့်ဖြစ်လာတာလို့ခံယူထားတာဖြစ်တဲ့အတွက်ကျွန်တော်လွတ်လွတ်လပ်လပ်နဲ့သူတို့ကိုပြောပြတယ်တခြားနေရာတွေမှာလည်းကျွန်တော်လွတ်လွတ်လပ်လပ်နဲ့ပြောပြပါတယ်ဒါကြောင့်မလို့ဟုတ်ပါတော့ဟို ကိုယ်ပုံစံနဲ့ကိုနေတဲ့လွတ်လပ်တဲ့လူငယ်တူဖြစ်အာကျွန်တော် ပြောင်းလဲသွားတာလို့ပြောရမယ်ပေါ့နော်အဲ့တော့မင်းဒီလိုလွတ်လပ်ရရတာကိုသဘောအရန်သဘောကြတယ်အရန်သဘောကြတယ်ဟုတ်ပါတော့အခုကတော့ဟိုပေါ့နော်မြန်မာနိုင်ငံထဲမှာလည်းကျွန်တော်တို့လူလူငယ်တွေအများကြီးဒီဟိုကဘာကြီးမှာအများကြီးရှိမှာဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာလွတ်လပ်မှုကိုလိုချင်ပေမဲ့လွတ်လပ်မှုမရတဲ့လူငယ်တွေအများကြီးရှိအခုကျွန်တော်ကိုရီးယားရောက်နေကျွန်တော်လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်ကြိုက်တဲ့အချိန်ကျွန်တော်အိမ်ပြန်လာကြိုက်တဲ့အချိန် ကျွန်တော်ကြိုက်တဲ့နေရာကိုသွားဘာမှမဖြစ်ဘူးဒါပေမဲ့အာငါတို့တွေဟိုဟာပေါ့နော်လွတ်လပ်စွာဟိုဟာဖြစ်ပေမဲ့ငါတို့ကောင်တွေတချို့ဥစ္စာတွေထိန်းရမယ်ဘာလို့ငါတို့နိုင်ငံအတွင်းမှာငါတို့လိုမလွတ်လပ်တဲ့လူငယ်တွေအများကြီးရှိတယ်သူတို့ငါတို့စာနာသောအဖြစ်လေးစားသောအဖြစ်တိုက်ပွဲဝင်နေတဲ့လူငယ်တွေအများကြီးရှိတယ်ဒီလူငယ်တွေငါတို့တွေလေးစားသောအဖြစ်စာနာသောအဖြစ်ငါတို့တွေတတ်နိုင်သမျှပေါ့နော်လွတ်လပ်လပ်နေချင်းတော်လဲတချို့အရာတွေကငါတို့ထိန်းမရမယ်ဆိုရယ်အတိတ်တစ်ခုတော့အာကျွန်တော်မှာ အမြဲတမ်းရှိတယ်ပေါ့ဒါကြောင့်မလို့လေတခါကျတော့လူငယ်ဒီကိုရီးယားရဲ့ကိုရီးယားမှာ night out တွေပါတွေထွက်တာပဲဖြစ်ပါသေးဘာညာပဲဖြစ်ပါသေးတွားလိုက်တယ်ပြန်လိုက်ဒါပဲအာ January ဘာမှမပါဘူးပြီးရင်အဲ3ဒါပဲငါတို့နိုင်ငံမှာဒါဖြစ်နေတယ်ငါတို့ဒါကိုသိတာငါတို့နားလဲရတဘာဝပဲဖြစ်တယ်ငါတို့နားလဲရငါတို့အလိုက်တသိရှိရဒါကိုကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောတဲ့ဥစ္စာရောက်တဲ့ရရရှောက်ပြောသလိုတော့ဖြစ်ချင်းဖြစ်နေလိုက်ဒါပေမဲ့ ဟုတ်တော့ဒီနေ့ကျွန်တော်ရှေ့မှာအဲ့လိုဗီဒီယိုကတ်အတူလေးတွေရှာရင်းတယ်။ဒါဒီနေ့တော့ဒီ topic ကိုပဲငါပြောမယ်ဆိုပြီးကျွန်တော်ရဲ့ content creator တော့ဟိုတခြား topic ကိုပြောပါလားဆိုပြီးကျွန်တော်ပြောတာ။ဒါပဲသူ့ကိုလည်းပြီးပါပြန်ပြောအောင်ကျွန်တော်ဒါပဲပြောချင်တယ်။ဒါပဲဒီနေ့အာရုံလာတယ်ပေါ့နော်။ကျွန်တော်ရဲ့လွတ်လပ်မှုကိုကျွန်တော်ဒီဗီဒီယိုကနေတဆင့်ကျွန်တော်ဖော်ပြချင်တယ်။အာပေါ့နော်။တချို့တွေစစ်တပ်ထဲမှာနေပြီးတော့ကျွန်တော်လိုလွတ်လပ်ချင်တဲ့ကောင်တွေလည်းအများကြီးရှိတယ်။ဒါပေမဲ့သူတို့ဟာ လွတ်လပ်မှုကိုယာရုအာနာတွေစီးစိမ်နေနဲ့ဖိခံလာရတဲ့အခါမှာအလွတ်လပ်မှုကိုသူတို့ဟာမလိုချင်တော့မလိုချင်တော့သူတို့ဘုရားမှာဟောနော်ဟိုဒီယာရုအာနာစီးစိမ်နေရဖို့အတွက်သူတို့ချုပ်တီးထားမယ်ထိမ့်သိမ်းထားမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတယ်ဗောနော်ချုပ်တီးထားမယ်ထိမ့်သိမ်းထားမယ်ဒီလွတ်လပ်မှုကိုငါတို့မလိုချင်ဘူးဒါအရေးမကြီးဘူးဆိုပြတကယ်တမ်းကျတော့လူဘုရားမှာလွတ်လွတ်လပ်လပ်နဲ့ရှင်တန်ရတာတကယ်ကိုအရသာအယမ်းရှိတယ်ကျွန်တော်ဆိုလဲ လွတ်လွတ်လပ်နဲ့ရှင်တန်ရတာကျွန်တော်အရန်ကိုအရသာရှိရလို့ကျွန်တော်ခံစားရတယ်လွတ်လပ်မှုကိုမကြိုက်တဲ့သူတွေကြတော့အာနာရှင်တွေရဲ့အောက်မှာဘောနော်ဟိုပျော်မြူးနေရတာကသူတို့အတွက်ဘောနော်ပျော်စရာတခုမဟုတ်သလိုဖြစ်နေရရှိနေဒါပေမဲ့ကျွန်တော်တို့ကြတော့အခုချိန်မှာစိတ်လက်ပေါ်ပါကျွန်တော်မဟုတ်တာဘာမှမလုပ်တာဘူးကျွန်တော်မဟုတ်တာဘာမှမလုပ်တာဘူးအဲ့တော့ကျွန်တော်လာပြောလေကျွန်တော်မဟုတ်တာမလုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ဘာမှဟိုမပြောပြောရင်ကျွန်တော်လွတ်လပ်နေ မဟုတ်တာလှုပ်ထားတဲ့သူတွေကလည်းလွတ်လပ်မှုမရှိဘူး။ဘာလို့လဲဆိုတော့အစိတ်ကြီးအောင်ဝင်တယ်။ငါတို့မဟုတ်တာလှုပ်ထားလား။မဟုတ်တာလား။ကျွန်တော်ကလည်းဝေဖန်တဲ့သူတွေရှိတယ်။ကျွန်တော်မကြိုက်တဲ့သူတွေရှိတယ်။ဘောနော်။ဒီတော်လိုင်းကြီးတဲမှာဘောနော်။ကျွန်တော်မကြိုက်တဲ့သူတွေရှိတယ်။ကျွန်တော်ဝေဖန်ချင်တဲ့သူတွေရှိတယ်။ကျွန်တော်ပြောချင်တဲ့သူတွေရှိတယ်။ဒါပေမဲ့ကျွန်တော်အဲ့ဒါတွေကိုတိတ်ကူးဆိုင်မအောင်။ဘာလို့လဲဆိုတော့ကျွန်တော်မဟုတ်တာလှုပ်ထားတာမရှိဘူး။ကျွန်တော်တော်လိုင်းငွေမခိုးထားဘူး။အာတော်လိုင်းနဲ့ပတ်သက်ပြီးတော့အာကျွန်တော်ဟိုကိုကျိုးစည်းပွားအတွက်အာကျွန်တော်မလုပ်ဘူး။ဟုတ်ပါတော့ကျွန်တော်ရဲ့ အာတာမန်ယက်တီမှုယက်တီမှုတခုနဲ့ကျွန်တော်ရဲ့ယုံကြည်ချက်နဲ့ပဲကျွန်တော်ဒီဒေါ်လာကြီးမှာဆက်ပြီးတော့ရှောက်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်လွတ်လပ်မှုကအရန်အတိတ်ပဲရှိတယ်အရန်အရလာရှိတယ်ကျွန်တော်လိုပဲပေါ့နော်ဟိုလွတ်လပ်ချင်တဲ့သူတွေလွတ်လပ်လပ်နေတတ်တဲ့သူတွေလဲငါတို့ဟာလွတ်လပ်မှုဆိုတဲ့အရာတော်ဘလောက်ထိကြိုက်နေလူတိုင်းဟာလွတ်လပ်မှုကိုကြိုက်နှစ်သက်တယ်နော်ကျွန်တော်ကဟိုကြိုက်နှစ်သက်တယ်စီးတဲ့ဘောင်တွေတွေက live တွေတွေမှာနေရတဲ့သူတွေလဲလွတ်လပ်မှုကိုကြိုက်တယ်ဒီ ဟို live ကြီးထဲမှာ frame တစ်ခုရဲထည့်ထားပြီအဲ့လိုနေရတဲ့ပုံစံထဲလောလောလတ်လတ်သွားလာတာလူတိုင်းကြိုက်ကြတယ်လူတိုင်းဟိုဖြစ်ကြတယ်ဟိုမှာတော်တချို့ကတော့အိမ်တော်တွေပါကြာသွားတယ်အလွတ်လတ်မှုမရှိတော့ဘူးလို့သူတို့ကိုသူတို့ဟိုဖြစ်တယ်လူငယ်လူပြိုလူလွတ်တယောက်လို့လွတ်လတ်မှုမရှိဘူးအဲ့တော့လူပြိုလူလွတ်လွတ်လတ်မှုပြန်ရကျင်တယ်အိမ်တော်တွေလည်းအများကြီးရှိတယ်ဒါပေမဲ့ဘို့တော့ဒါကတော့သူ့ရဲ့ဟိုဘဝမှာရွေးချယ်မှုဆိုတာရှိတယ်လေပေါ့အချက်နဲ့ပတ်သက်ပြီးရွေးချယ်ကျင်တဲ့သူတွေလည်းအချက်နဲ့ပတ်သက်ပြီးမလွတ်လတ် တော်လားဒါမဲ့သူတို့မှာဒီချစ်တဲ့သူနဲ့အတူတူနေရတဲ့အတွက်သူတို့စိတ်ထဲမှာအာလွတ်လွတ်လပ်လပ်နဲ့ဖြစ်နေမယ်လို့ပြောရမှာပေါ့နော်အဲ့တော့အချစ်တွေအကြောင်းတွေအရတော့ကျွန်တော်သိချာမသိဘူးဒါပေမဲ့ကျွန်တော်ရဲ့အခုလက်ရှိလွတ်လပ်မှုကိုကျွန်တော်အရင်သဘောကြတယ်ဒါကြောင့်မို့လို့လဲကျွန်တော်လွတ်လွတ်လပ်လပ်နေပြစ်တယ်ကျွန်တော်ရဲ့စိတ်ကြိုက်ပုံစံတစ်ခုနဲ့ကျွန်တော်နေပြစ်တယ်သဖြင့်လဲအရှိမဲတတူးလဲထိုးတယ်နဘောက်လဲဖောက်တယ်ပေါ့နော်ဒါပေမဲ့တစ်ခုပဲကျွန်တော်စိတ်ထဲမှာအမြင်တန်းတစ်ခုထည့်တာငါတို့ကတော်လှန်ရေးလုပ်နေတာဖြစ်တယ်ပေါ့နော် လွတ်လပ်မှုအတွက်ပေါ့နော်လူခွင့်ရေးအတွက်ဖိနှိပ်မှုအောက်ကနေပြီးရုံထွရုံထဖို့အတွက်စ조사နေတဲ့ငါတို့တိုင်းပြည်ကပြည်သူတွေအတွက်ငါတို့တွေအမြဲတမ်းလှုပ်လှုပ်နေရတယ်အခုကိုရီးယားကိုရောက်နေတော့ညာလဲကျွန်တော်တို့တွေလည်းပြောရမယ်ဆိုတိုင်းပြည်တွင်းကသူတွေနဲ့အတူတူပါပဲအာစိတ်တွေကပြည်တွင်းမှာပဲကြံခဲ့တာဖြစ်ပါတယ်အပြည်ပမှာကျွန်တော်လောလောလတ်နဲ့ကိုပေါ့ကိုနေတော်냐လဲနေ့စဉ်နဲ့အမြကိုပြည်တွင်းရဲ့ကိစ္စတွေကကိုမြင်နေရကြားနေရတာဆိုပြီးတော့ ဒါတွေကိုဟုတ်လားကျွန်တော်တို့ကမေ့ပျောက်လို့မရပါဘူး။ဒါကြောင့်မလို့ပြည်သူတွေနဲ့ကျွန်တော်တို့အတူတူရှိတယ်။ကျွန်တော်တို့ရဲ့လွတ်လပ်မှုတွေအတွက်ကျွန်တော်တို့ဆက်ပြီးတော့တိုက်ပွဲဝင်မယ်။ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးကအမှန်တော့ပြောချင်ရလျှောက်ပြောလို့ဖြစ်နေတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ဗီဒီယိုဒီဗီဒီယိုကနေပြီးတော့စကားသံတွေကနေပြီးတော့ကျွန်တော်ရဲ့လွတ်လပ်မှုကိုလူတွေမြင်ကြမယ်လို့ထင်တယ်။အဲ့တော့ကျွန်တော်တို့ရဲ့လွတ်လပ်မှုတူးချင်းတယောက်ချင်းရဲ့လွတ်လပ်မှုတွေကနေတစ်ဆင့်ကျွန်တော်တို့ရဲ့တိုင်းလုံးတစ်ပြည်လုံးကလူတွေအားလုံးရဲ့လွတ်လပ်မှုတွေလူ့ခွင့်ရေးတွေတရားမျှတမှုတွေ တခြားသောအရာတွေအတွက်ကျွန်တော်တို့တွေဝိုင်းကြိုးစားကြရအောင်ဒီဒေါ်လာရေးဟာလူတူးတယောက်ချင်းကစပြီးတော့အမှန်တရားဘက်ကပြည်သူအားလုံးအတွက်ကျွန်တော်တို့ကအားလုံးအားလုံးရဲ့အားလုံးအားလုံးအရေးတွေအတွက်တိုက်ပွဲဝင်နေကြတယ်ဆိုတာကိုကျွန်တော်တို့မမေ့ဖို့လူချောင်းကိုပြောရင်းနဲ့ပဲလွတ်လွတ်လပ်လပ်ရှိတဲ့တိုင်းပြည်မှာကျွန်တော်တို့လွတ်လပ်စွာပြန်တန်းဖို့အတွက်လွတ်လပ်စွာရှင်သန်ဖို့အတွက် ကျွန်တော်တို့တွေဝိုင်းကြိုးစားကြရအောင်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်အတွေးကျွန်တော်အမြင်အစီအစဉ်ကနေကျွန်တော်အကြောင်းကိုဒီလောက်နဲ့ပဲပြောရင်းနဲ့ပဲဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရန်သားချင်ပါတယ်ခင်ဗျာတော်လှန်ပြည်သူများအားလုံးစိတ်လက် ကြည်သာစွာနဲ့တနေ့တာကိုဖြတ်သန်းနိုင်ကြပါလိမ့်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ